နိုင်မဲစတိုရီ channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကောင်းနေပြီတော့ဒီနေ့မှာပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇလံကတော့စာရည်သူ3ဆက်ကရေးသားထားတဲ့ Mystery of Wegeya ဆိုတဲ့ဇလံလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇလံကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျာ ဇလန်လီမစောတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇလန်သေးများစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်မှုအတွက်ပရိသတ်တို့ကပေးနာကနိုဒီဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာခက်တက်ကိုအားနဲ့တွန်းလိုက်တိုင်းတကြွကြွဆိုရိတ်ခက်ခွင်းမြည်တမ်းများပါလေချောင်းတွင်ထဲမှာပဲ့တင်ထက်သွားပါရီရေစံပင်ဖြစ်လင်ကစားဇဘာစငါတင်းပါပေါတူကလေးကလည်းခက်တက်တစ်ချက်တွန်းလိုက်တိုင်းအရှိကိုဟဲကနေဟဲကနေထိုးတက်သွားပါရီ လေဦးမရေပန်းများကလည်းဖျားထွက်နေပါရီဆောင်းရည်နနခင်ပြတ်တော့ကြောင့်မလို့ကွန်တီချောင်းလေးထဲမှာတော့မြူနေမြောင်ဝေးဆိုင်နေသေးပါလေနဲ့အတူတူပါလာရိတ်နင်းမုံနင်းဆက်လေးများကလည်းမျက်နာလမ်းမောင်းရှားရိနေရများကိုရောက်လာထိတွေ့နေပါရီအေးမြောင်ရိတ်ဆောင်းရသည်ဖြစ်လင်ကစားလေကိုရေဆန်ခက်ရသဖြင့်ချွေးများပြန်နေရချွေးစနဲ့နှင်းစံများယောဂနီမောင်းရဲ့တကူလုံးကလေးရွှဲဆိုနေပါတော့ရီအဲ့ဒီချိန်မှာပဲမိမိလေရဲ့အနောက်မှာခတ်တက်ပြင်းပြင်းနဲ့ခတ်လိုက်လာတဲ့လေတံကြားရသဖြင့်နီမောင်းကလေးကြည့်လိုက်ပါရီမကြောင်ခင်မှာပဲနောက်ကလေကလေး သူရဲ့လင်းနဲ့ဘဲချင်းရှင်လေတော့အနီတော်ကိုရောက်လာပါရီလေကလာသူကတော့နှင်းမီနေခုမှပြန်လာလားညီမောင်အေးဟုတ်တယ်ညဘေးကပြန်လာလေဒိုင်ုံငါးပို့ပြီးတော့ပြန်လာတာညကအထီမီကောင်းရဲ့လားอืมမစိုးပါဘူးခါတိုင်းတက်တော့ပို့ရတယ်နင်းရောငါလည်းမစိုးပါဘူးကမွန်တန်ဘက်မှာငချက်ကောင်းကောင်းနေရှိတယ်နင်းတို့လိုက်ခဲ့ပါလားအဲ့ဘက်ကငမန်းနဲ့ဝဲနဲ့ညီတော့ဘယ်သူမှမတော်ဝင်တဲ့ဥစ္စာနင်းအဲ့ဒီဘက်မှာတော်ငုံတာလားဟုတ်တယ်တိတ်လေအစ်စ်မရဲနေနဲ့တော်ကြောင်ငမန်းစာမိနေအောင်မေး အဲဒီစကားကြောင့်မလို့နီမောင်းရဲ့မျက်နှာပေါ်မှာအပြုံးရိပ်ကလေးများကလည်းရှက်တမ်းသွားပါလေ။ယင်းထဲမှာလေနေမီကငါ့အတွက်စိုးရင်ရှာသားပဲလို့လိုရဆွဲတွင်းရင်နဲ့ကျင်တတ်နေမိပါလေ။နေမီကလေသူ့ကိုနှုတ်ဆက်ပြီးတော့ကြောတက်သွားပါလေ။နေမီကလေယောက်ျားလေးတဦးပမာခက်တက်ကိုခက်ပြင်းပြင်းခက်တက်တက်ရိုက်ခတ်သွားပါလေ။လေကလေးကလေတပြေးပြေးနဲ့ဝေးပြီးတော့ရေးရဲကလေးများတောင်နောက်ဘက်မှာကျန်ရိတ်ခဲ့ပါလေ။နီမောင်းနဲ့နေမေတို့ကလည်းကုန်းတီချောင်းရွာသူရွာသားများဖြစ်ကြပြီးတော့ရေလုံငန်းဖြစ်အတံမွေးဝမ်းချောင်းပြုသူများဖြစ်ပါရယ် တရော်ရီတော့ချင်းလေးဖြစ်ဘောတူလေးဖြစ်အသက်20ကျော်ဝင်းကျင်ပေမို့လို့နီမောင်ကလေးနှင်းမေကိုဇိမ်ဝင်စားပါရီနေမီကတော့တောင်မှခင်မေသူအဆင့်ဖြစ်တော့ဆက်ဆံပါရီရော်ရီမောနှင်းမေကိုစိတ်ဝင်စားသူ အများပြားရှိတော့လေအဲ့ဒီအထဲမှာတော့ငါးဝေတိုင်းမောင်ဒိုင်မူတန်းစော်နဲ့နီမောင်တို့ရဲ့လှုပ်ဖို့ဂိုင်းဘက်တူဖြစ်တဲ့ထွန်းခါတို့နေဦးကလေးအသေးဆုံးလို့ရှိုးရပါလိမ့်မယ် ထုံကဆိုလျင်တော့ညီမအပေါ်မှာလုပ်ငန်းအတူတူပြိုင်ဘက်တူအနေနဲ့တတ်မှတ်ထားတယ်လို့မျိုးနေမရဲ့အချစ်ကိုရရှိရန်ကြိုးပမ်းပြီးတော့ပြိုင်ဘက်တူအနေနဲ့လည်းတတ်မှတ်ထားပါရယ်သူတို့ကလည်းညီမောင်ထက်အဆက်ဆက်အရရာတာလွန်တဲ့ဖြစ်ငါအထီးမိရခြင်းပြိုင်တယ်လို့မျိုးနေမရဲ့မျက်နှာသာပေးခြင်းကိုပါကျဲ့၍ပြိုင်နေကြပါရယ်ထုံကဆိုလျင်တော့ရုပ်ရည်ကျန်းတဲ့ယုံနာမကဇေယိုက်ကျန်းသူအဖြစ်တရားလုံးခက်ခွက်ခွာဆက်ဆံကြပါရယ်ညီမောင်ကလည်းငါးတိုင်းမှာငါးတော့ပို့တဲ့အခါမှာတော့တန်းစော်ကနေမရောမှခဏပြန်သွားရယ်ကွာ ငါတက်တော့ပစုံတော့ဟင်းစာပြီးသွားရည်ဒါထက်မင်းငါလာဘူးဟာလားဟုတ်တယ်ဒါဖြင့်တင်းကွာနေမောင်ကလေးလီဝမ်းနေမှရသမျှငါကိုတောင်းလေးကိုထည့်ပြီးတော့ဒိုင်းမော်ကိုတင်ပေးလိုက်ပါရီငါမြကလည်းကတ်တာဖြင့်တင်ပြီးတော့ချိန်ပြီးတဲ့အခါမှာတော့တန်းစောကရေကြဲကြဲမချုံမချင်မျက်နှာနဲ့မင်းကူတလို့ငါအထီးမိတွေအရန်ကောင်းနေပါလားငါချက်ကောင်းကောင်းကိုတွေ့ထားပြီနဲ့တူတယ်ဒီလိုပါပဲမင်းတို့မှပြေးကြီးမှမြေးဖို့နှစ်ယောက်ထဲရှိတာဒီလောက်ရရင်ငါဖို့တွေစုပြီးတော့ဘာလုပ်တာလဲ ။ဒီကနမင်းမိမယူတော့မယ်ထင်နေ။အဲ့တော့အရေးကြီးတာတွေလုပ်ဖို့အများကြီးရှိပါသေးတယ်။အဲ့လိုမျိုးပြောပြီးတော့နီမောင်ကလည်းငါးဘုံငွေများကိုရှင်းပြီးပြန်ထွက်လာတဲ့အခါမှာတော့နောက်ဘက်မှတန်းစော်ကပကုံးတွင်၍မဲ့ပြုံပြုံးရင်းနဲ့ကြံရိတ်ခဲ့ပါတော့တယ်။အဖေအခုတလုံးနီမောင်တို့မြည်ဖို့ငါတို့ရန်ရနေရပြီ။ဒီကောင်လေးငချက်တနည်းအောင်တွေ့ထားပြီနဲ့တူတယ်။ဒုံကကလည်းအဖေဖြစ်သူဦးတင်ဖေကိုအားရပါရပြောပြလိုက်ပါရယ်။ဦးတင်ဖေကလည်းငမားတချောင်းကို အစီကံကျိုးရစ်ပေးရင်းနဲ့ခေါင်းညိတ်လိုက်ပါရယ်။ဖြင်းနိုင်တာပေါ့။ ပင်လယ်ငခုဆိုရင်ငါးမျိုးဆိုတော့တနင်္လာရီမှာအစုလိုက်ပြုံလိုက်အုံနေချင်းနဲ့နေတာမျိုးဆိုတော့သူတို့နေတဲ့နေရာကိုတွေ့ပြီဆိုရင်တငါလေးဦးစိုက်တဲ့ဂိမ်စိုက်တာပေါ့ကွာအဖေကျွန်တော်တို့အခုတလုံးငါးရတာတိတ်မကောင်းဘူးဗျဒီကောင်လေးဘယ်နေရာကိုသွားလဲဆိုတော့သိအောင်လို့လုံးမဖြစ်မယ်ဒါကလွယ်ပါ रे ကွာသူတို့နောက်ကခြေရခံလိုက်သွားရင်ရတာပဲဟာတငါဆိုတော့ဟင်းစားတာပြီးမယ်ကိုယ်ချက်တော့ဘယ်ပြပါမလဲဒီလိုပဲကိုဘသားကိုသိအောင်လို့လှုပ်ယူရမှာပေါ့ကွာကောင်းနေပြီဒီတခါသူတို့မြေဖို့ငါးသွားဖမ်းရင် ကျွန်တော်တို့နောက်ကလိုက်သွားကြမယ်။ဂျုံကားတို့တားဖကလည်းအဲ့ဒီလိုမျိုးတိုင်ပင်နေကြစင်ပါပဲ။ဥပုံမြင်တဲ့ညီမတို့မြေဖို့ရှိရကိုကိုပန်းစိန်တို့တားဖရောက်လာခဲ့ပါရယ်။လာဟိပန်းစိန်ဒီမှာရင်းနှွေးကြံပူပူလေးအခုမှခွင်ပေါ်ကနေပြီးတော့ချထားတာအတော်ပဲကွာ။ကိုပန်းစိန်နဲ့နေမေတို့ကလည်းကုပြပေါ်မှာတက်လာကြပါရယ်။ညီမောင်ကလည်းငမားချိုးကြည့်ရင်းနဲ့နေမေကိုတစ်ချက်လမ်းကြည့်လိုက်ပါရယ်။ကဲရင်းနှွေးကြံလေးတော့လာရင်ကိစ္စကိုလည်းပြောပါအောင်ပန်းစိန်ရေ။အဖရေလာပြီးတော့အပူကက်တယ်လို့လည်းမထဲမားနဲ့ဗျာ။ ကျတို့အခုတလောအထီမီမကောင်းဘူးဖြစ်နေတာဒိုင်ကျွေးတွေတောင်မှတက်နေပြီဗျအဲ့ဒါကျွေးလေးမြေလေးကြေးအောင်လို့အထီမီကောင်းတဲ့နေရာလေးပါလိညွန်ပြပါအောင်ဗျာကျတို့မှလည်းအเจ้าရှိရင်အဘစီကိုပဲပြေးလာရတော့တာလေဥပုံမြင်ကလည်းဒီဝါလုံးကတပွဲစားတကောင်မအောင်သူလို့တတ်မှတ်ထားကြပါလေငယ်စဉ်ကလေးကရေလုံငန်းမျိုးစုံကိုဆွဲဆွဲမြည်မြည်လှုပ်လာသူမလို့ရေထားငါးထားကျွမ်းကျင်နေရလို့မှတ်မိနေပါလေဘလောက်မှမမိတလေဆိုရင်တော့ဘယ်နေရဲ့ဘယ်နေရမှာ လိုက်ပါကငါအချင်းဘလောက်ရနိုင်တယ်ကိုပါမမ်းမီနေပါတော့တယ်လောက်တဲ့ရင်ပြီးတော့ကျွမ်းကျင်မှုကလည်းရင်တန်းလာတဲ့အခါမှာတော့အားလုံးကဥပိုးမြင့်ကိုတပွဲစားလို့ပဲကင်မွတ်တက်ထားကြပါတော့တယ်မင်းရလေကွာအချင်းချင်းတွေပဲဒါတွေပြောနေစရာမလိုပါဘူးဒါဟုကအခုတလောငါးထောင်တာကများတာမဟုတ်ဘူးကွာဒါပြင်ဘာလို့တာလဲဖောက်ငါကျင်နှိုက်တာကွာပင်လယ်ငခုချင်းကိုနှိုက်တာလားဖောက်ဟုတ်တယ်ကွာအခုရာတီကပင်လယ်ငခုတွေဥချဖို့ ကျင်းခဲ့တဲ့အချိန်ဆိုတော့မြားလို့ထောက်လို့မရတော့ဘူးကျင်းထဲမှာနှိုက်ယူမှပဲရတော့တယ်ဒီကောင်တွေကအစိတ်ပြင်းတော့ရေအောက်မှာလွယ်လွယ်နဲ့ဖမ်းလို့ရပါမလားအဖရဲ့ဘေးလဲငခုကကျန်းနေအစိတ်ပြင်းနေဆိုပေမဲ့ကျင်းထဲမှာကင်တက်ရင်အိမ်မွေးကြောင်လိုမျိုးငိမ့်နေတာအသာလေးဖမ်းရုံပဲရဲဖို့ပဲလိုတယ်အဖပြပြီးရင်တော့လှုပ်ဝင်ပါလေဒါတော့တရားသေးသားလှုပ်ဖို့ကင်ပက်အချင်းချင်းတွေပဲပြပေးရမှာပေါ့ဒီညမှာတို့အလုတ်စင်းရင်မင်းတို့လိုက်ခဲ့ကြပါဗောအဲဒီကောင်မပဲနင်းမိကဝင်ပြောပါလေအဖေကလည်းဇုတ်ပြောနေတယ် အဘမြေကုကြည်ခြင်းပေမဲ့နေမောင်ကပေးခြင်းပါမလားမှမသိတာနေမယောင်လေဟာချင်းချင်းတွေကိုအဲ့လိုသဘောမျိုးငါမှမရှိပါဘူးဟာသူကလူစင်းရဲ့ပေမဲ့စိတ်ကမစင်းရဲ့ပါဘူးဟာငါတမင်နောက်တာပါဟဲအဲ့လိုနဲ့သူတို့တွေရရဲ့မမောနေ့စကားဝိုင်းလေးကလည်းအဆုံးသက်သွားခဲ့ပါလေ ပင်လယ်ငခုဆိုတော့ပုံမှန်သက်တမ်းအပြင်ရေကျုံငခုနဲ့တူပေမယ့်သူတော်လေးရေငန်ပင်လယ်အဆက်တွေမှာအနေများပြီးတော့တကောင်ကိုနှစ်ပိတ်သာသုံးပိတ်သာအထိလေးကြီးပါရယ်ပင်လယ်ငခုကလေးဇူးတောင်ပါပြီးတော့အစိပ်ပြင်းပါရယ်ဇူးမိလျင်တော့တရေတက်တရေကြောင့်ခံရပါရယ်ရေတက်6နာရီရေကြာ6နာရီဆိုတော့တခါအစိပ်တက်လျင်တော့7နာရီလောက်ကြောင်းလို့အစိပ်တက်ပါရယ်အဖမ်းမတက်လျင်တော့ဘေးနှစ်ဖက်မှာဇူးတောင်ဖြင့်အတုခံရတက်ပါရယ် တပေါင်းသားတကူးလာများမှာဘေးလင်ကခုများကလေးဥချရန်ခက်ချင်းကျင်းအောင်လေးရှိကြပါရယ်တကျင်းမတော့အဖိုးမနှစ်ကောင်တွေနေလေးရှိကြပြီးတော့အမောက်ကောင်များကလည်းဥဖြင့်ပို့ပြီးတော့ကြီးတက်ပါရယ်ဘေးလင်ကခုချင်းမတော့ရေစီးတံပြီးရေစူးနှက်တဲ့ချောင်းကံမှာစောင်းများမှာတော့ပြူလုပ်လေးရှိပြီးတော့တကျင်းမအသက်ရှူကဲပေါင်းနဲ့ဝင်ပေါင်းဆိုပြီးတော့နှစ်ပေါက်ရှိနေပါရယ် ငါချင်းနိုင်မိတ်သူကလေးရေအောက်ကိုငုံစင်သွားပြီလျင်တော့ဂျင်းကိုတွေ့လျင်အပေါ်အသက်ရှူပေါက်ကိုအဝေးစားတစ်ခုနဲ့ပိတ်ဆို့ထားပြီးတော့ဝင်ပေါ်မှလက်ထိုးသွင်းကအသာကလေးနှိုက်ရပါရီငါကိုတွေ့လျင်လက်နဲ့ချော့ဖမ်းရပါရီငါကူကိုတွေ့တဲ့အခါဘေးကအစူးတောင်နှစ်ဘက်ကိုလက်ချားရင်းအမိရသွင်းပြီးတော့မြဲစွာကင်ထားရပါရီငါကူကဘေးကစူးတောင်နဲ့တွတ်လိရှိသဖြင့်၎င်းစူးတောင်နဲ့နှစ်ဖက်ကိုအမိရကင်ထားမှစိတ်ချရပါရီတကောင်ရန်တကောင်ကိုဖမ်းဆီးနေတော့ဂျန်နဲ့တကောင်ကစူးနဲ့ဝင်ထွက်သွားတာမျိုးလေး ရှိတတ်သဖြင့်ငကြင်းနိုင်သူများကလည်းတတိထားကြရပါတယ်။ဒါပေမဲ့ရေအောင်မှဘလို့ရှိနေမှန်းမသိတော့ငါးကိုများနေရခြင်းထက်ငကြင်းကိုရှာပြီးတော့သေးကြပေါက်နိုင်ယူရပါတယ်။အလောက်ကလည်းပို့ပြီးတော့သေးကြသဖြင့်အာနီယံများတော်လည်းငါးဖန်သမားများကပို့ပြီးတော့သဘောကျကြပါတယ်။ဘေးလင်ငကူချင်းနိုင်ရန်အကောင်းဆုံးရက်များကလည်းလစဉ်လစံ14ရက်15ရက်လပြည့်ကျော်တရက်၂ရက်၃ရက်နေ့မှ အကောင်းဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရက်များမှာရေထရဖြစ်ပြီးတော့ ရေစဲအားကောင်းသဖြင့်ရေငုံရတော့ကလေးတက်တာပါရီနေမောင်တို့လင်းနေစင်းကလေးဂွန်ဒီเจ้าမှတွက်လာတော့ညနေစောင်းနေပါပြီတစင်းကလေးနေမောင်တို့ရဲ့မြေဖို့လေးဖြစ်ပြီးတော့ဂျန်နေတစင်းကတော့ကိုပန်းစိန်နဲ့နေမေတို့ရဲ့လေးဖြစ်ကြပါရီလင်းနေစင်းကလေးအဖို့ပြုပြီးတော့ရေစုံအတိုင်းအောက်ဘက်ကိုစုံစင်းလာခဲ့ကြပါရီမောင်စာပြိုးချိန်လေးကလေးကလေးတဖြူးဖြူးနဲ့လော်ကဲရတော့ကမိုးပန်းမှုသိပ်မရှိလာပါဘူးညောင်ပိုင်းမှာတော့သူတို့တတွေကလေးပင်လေဝနေနေတဲ့ခင်မွန်းတန်းကဲသောရှိရာကိုရောက်လာခဲ့ကြပါရီ အဲ့ဒီခေမွန်းတဲ့ကဲအောင်ပါမှာတော့ငမန်းဝဲရှိပါရင်ပင်လေဝကွာဆိုင်ဝဲကြီးဖြစ်နေပြီးတော့ငမန်းများပေါ်တာကြောင့်မလို့ရေပိုးမောများရှာသူများကလည်းအဲ့ဒီနေရာကိုရှောင်ကြပါရင်ခေမွန်းတဲ့ကိုရောက်တဲ့အခါမှာတော့ကဲဆက်မှာလေများဆိုင်ကပ်ပြီးတော့ဥပန်းစိန်ဥပိုးမြေနေမောင်တို့ကလည်းရေထဲကိုစင်းရန်ပြင်ကြပါရင်မင်းငခုနိုင်ဘူးတယ်မဟုတ်လားပန်းစိန်တခါတခါတော့နိုင်ဘူးတယ်ပေါ့ငခုပန်းတဲ့အခါတွင်းထဲမှာဆိုရင်ချော့ပြီးတော့ဂိုင်လို့ရတယ် ခေါင်းကိုပုတ်ကင်ပြီးတော့ဘေးရစူးတော်နှစ်ဘက်ကိုမြဲမြဲလက်နဲ့ခွာကင်နိုင်ရင်ပြီးတာပဲ။ကဲရေထဲကိုဆင်းကြမယ်။ဒုံရောက်သားကလေးရေထဲမဆင်းခင်တောင်ပိုင်းများတောပိုင်းများကိုတင်မြောက်ပသပြီးမှရေထဲကိုဆင်းကြပါရီ။လာပြည့်ရဲ့ဖြစ်တော်ကြောင့်မလို့လာရောင်ကလေးရေဘိုးကိုငွေရောင်ဆန်းသာသည်နေဖြာကြနေပါရီ။လေကလေးကလေးတဖြူဖြူနဲ့အေးတယောင်ရှိတော်လေရေရောက်ရောက်သွားတဲ့အခါမှာတော့နှွေးတော့ပါတော့တယ်။ပင်လေရေကြီးလင်တော့ကတကြောင်လာရောင်ရှိတော့ကတကြောင်ရေအောင်မှအတန်အစ်မြင်နိုင်ပါရီ။ တုံးရုပ်စလုံးရင်ငုတ်ကျွမ်းကျင်သူတွေကြီးမလို့အချိန်အတန်ကြာရီတီရေအောက်မှာနေနိုင်ကြပါရီတုံးရုပ်သားအားကျုံးမတက်ဖမ်းကြရအောင်ပင်လယ်ငခုအကြီးသေးမြအတော်ရပါရီအဲ့ဒီခိုင်မှာပဲရေအောက်မှာမတင်ကားပွဲအနံ့တမျိုးရပြီးတော့ငမန်ဝဲဘက်မှာထူးထူးခြားခြားလှောက်ရှားတံများကိုကြားလိုက်ရသဖြင့်ဘုံမြင်ကလေးကျန်တဲ့နေရောက်ကိုရေပေါ်ကိုမြင်မြန်တက်ကြရန်အချက်ပြပြီးတုံးရုပ်သားရေပေါ်ကိုပြန်တက်ကြပါရီ တို့တော့ရောက်လေဘုတ်ကိုအတီးတီးပြန်ရောက်ကြပြီးတော့မရှင်းမနှောက်ပါပဲငမန်ဝဲဘက်မှမဲမဲတန်တန်များရေစံတက်လာတော့ကိုလမ်းမြင်လိုက်ရပါရီမကြောင်ရင်ပါပဲတို့ရှိရောက်ကိုကြော်ပြီးတော့အတက်ကိုစမ်းသက်သွားပါရီဒါငမန်တွေပဲစစောရေထဲမှာရောက်လိုက်တော့ကသွေးညင်နေမယ်မင်းတို့နှောက်ဒဏ်ရာများရကြသလားမရောက်ဘူးဗျကိုပန်းစိန်နဲ့နီမောင်ကလေးအတီးတီးခေါင်းခါရပါရီစစောရေထဲမှာစူးစူးဝါးပေါ်လာတာသွေးညင်နေတယ်ဘယ်ရလာလဲရေထဲမှာတက်စွာချင်းချင်းကြိုက်လို့ ထွက်လာတဲ့သွေးညဏ်ဖြစ်မယ်ထင်တယ်။အိမ်ညောက်ကတော့သွေးညဏ်ကြောင့်ရေပြင်ပေါ်မှာငမဲများရှုပ်တွေးနေသဖြင့်နောက်ထပ်ရေထဲမှာဆင်းဝင်တော့ပဲနဲ့ရေတက်လာတဲ့အခါရသမြငါးနဲ့ရွာကိုပြန်လာခဲ့ကြပါရယ်။ငါးမျိုးကိုကတားပေါ်တင်ပြီးတော့တန်းစော်ကလည်းနေမေကိုတစ်ချက်လှမ်းကြည့်လိုက်ပါရယ်။တော်သူဆိုပေမဲ့ကိုလုံးကိုပေါင်းတဲ့ရုပ်ရည်ကလည်းအပြည့်ပြောစရာမရှိပါဘူး။ဒါကြောင့်လည်းအခွင့်ရတိုင်းတန်းစော်ကမတိတတိစပါရယ်။နေမေတစ်ချက်မော်ကြည့်လိုက်ပါရယ်။မေကလေးတမန်ဒီလိုအလောက်ချမ်းတွေလောက်ရတော့မပင်မန်းဘူးလား။ ကိုဘွားတို့ကိုလောက်ရတာပဲပင်မနေလို့ဒီတိုင်းနေလို့မှမရတာနေအေးနေခြင်းရယ်ကိုကြီးပြိမဲ့လူရှိပါလေဟာသူတပောက်ကိုကြီးနဲ့အသက်ရှင်ရတာနဲ့ဇာလို့ရှင်ရင်တော့ကိုအားကိုကိုပြီးဘွားကိုရက်တီရတာပူကောင်းပါလေဂျမတသက်မှာတပားသူအကူကြီးကိုအားကိုပြီးတော့ဘယ်တော့မှမနေဘူးစိတ်ကလည်းမာလာကြီးလားဟာတော်သူမိန်ကလေးဆိုပြီးတော့အပေါ်စည်းကဆက်ဆန့်ချင်းသူတွေအခွင့်အရေးယူခြင်းသူတွေအတွက်ဒီလောက်တော့မာထားနိုင်မှတော်ကြကြမယ်ကဲကျမငါးဘိုးတွေရှင်းပြီးရင်သွားတော့မယ် နေမိကလည်းငါးဘုံငွေမျိုးကိုယူပြီးတော့တန်းစုံကိုတစ်ချက်လေးမှ မကြည့်တော့ပင်လေလေထဲကိုစင်းကခတ်ထွက်လာခဲ့ပါရယ်လမ်းရောက်တော့အနောက်ချက်တစ်ခုကလည်းစီးကြုံနေခဲ့ပြန်ပါရယ်ထုံးခါကလည်းနေမိရဲ့လေကိုအနောက်မှမီအောင်လို့ခတ်လိုက်လာပါရယ်နေငါးဘုံပြန်လာလားနေမိအေးဟုတ်တယ်ညာငါးတော်တော်ရသလားတိတ်မရပါဘူးဟာညာတော့ကဥဘုံမြင်တဲ့အတူတူသွားတာမဟုတ်ဘူးလားဥဘုံမြင်တဲ့အတူသွားတာတော့မှငါးမရဘူးဆိုရင်ဧကန်နာတော့ဥဘုံမြင်က ငါချက်မပြဘဲနဲ့တကွက်ချိုးလိုက်ပြီနဲ့တူတယ်။နေမိကလေးဒေါသနဲ့တစ်ချက်ကြီးလိုက်ပါလေ။ဘာဖြစ်လို့တပတ်သားကိုအဲ့လိုထင်ញံရတာလဲထုံးခါ။ဥဝမြင်စင်းရင်တော့ငါမရတာဘယ်နှခါရှိလို့လဲ။နင်တို့ဘာမှငါမရဘူးဆိုတော့သူရဲ့နေရာချက်တွေကိုတမင်မပြဘဲနဲ့ထားလို့ဖြစ်မှာပေါ့ဟာ။နေရာကိုစိတ်နဲ့ကိုနှိုင်းပြောနေတာကိုထုံးခါရဲ့လောကမှာကိုစိတ်နဲ့နှိုင်းမရိုင်းဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။သူများစိတ်ကိုသိချင်ရင်ကိုစိတ်နဲ့အရင်နှိုင်းကြည့်ရတယ်တဲ့။အဲ့တော့ကိုနေကြဘူးလား။ထုံးခါကလေးအောက်သက်သက်ဖြစ်သွားပါရဲ့။ ငါစီနာနေပြောတာပါ နေမုံရင်လေးနေပေါ့နေမိကလေးပါမပြောဘဲနဲ့ခက်တက်ကိုခက်ပြင်းပြင်းခက်လျာလေကလေးအရှိကိုတက်သွားပါရင်ငါတိုင်ကလေးချောင်းဝါဘက်မှရှိတာကြောင့်မလို့ရွာနေအတန်ငယ်လှမ်းပါရင်ချောင်းယိုးတစ်လျှောက်လဲတဲ့ပိုက်တဲ့ဘဲတဲ့အချို့သာရှိပြီးတော့ဒီချုံနေရာမြောင်းမှာတော့လူဆက်ပြက်ပါရင်ဒါပေမဲ့လေနေမိလေထဲမှာငါတို့မိတ်တစ်ချောင်းနဲ့ဓာတ်တလက်နဲ့ပါလာတဲ့ပြင်ဒေါ်ယုံယောက်ျားတယောက်နှစ်ယောက်လောက်တော့နေမိရမမှုလာပါဘူး ဒါအကြောင်းမလို့လေထုံခါကလည်းဒီထက်ပိုပြီးတော့မရဲခြင်းဖြစ်ပါလေ။နေရငါတို့ပြောတာတော့ကိုအထင်မကြီးတာကိုနေမောင်တို့ပြောတာတော့မှအဟုတ်မှန်နေတာ။တနေ့ကျရင်ဘဒုကစိန်အောင်ပူရဲဆိုတော့နင်းသိမှာပါ။နေမေကလည်းမေပြုံးတစ်ချက်ပြုံးလိုက်ပါလေ။ယောနာနီးလာတဲ့အခါမှာတော့ထုံခါရဲ့လေကအနောက်မှာခြံနေခဲ့ပါလေ။အိမ်ပြန်ရောက်တော့ဥပုံမြင်နေနေမောင်တို့ကလည်းရောက်နေတော့ကိုတွေးလိုက်ကြပါရင်နေမေကလည်းကောင်းပေါင်းဓာရီပစိုးစားနေချွေးတုံရင်နေစကားဝိုင်းကြမှာထင်ဝင်ထိုင်လိုက်ပါရင်ဥပုံမြင်ကလည်း ငါရေလုံငန်းလောက်လာတာအတော်ကြာပြီ။ညကတိုက်ဆိုင်မှုမျိုးကအတော်ဖြစ်ခဲ့တယ်။ညကရေငုံနေတော့အပေါ်ကစီးလာတာသွေးညီညံ့နေပဲကွာ။ဒီသွေးညီညံ့နေကြောင့်ငမန်းကအပေါ်ကိုတက်လိုက်လာကြတာ။ငမန်းဆိုတော့ရေထဲမှာသွေးညီညံ့ရလို့ကတော့အနံ့ခံအကောင်းဆုံးတက်တော်မျိုးပဲ။သွေးညီညံ့ကဘယ်ကလာလဲပေါ့။တနည်းများရေတက်တော်ချင်းချင်းကိုက်ပြီးလို့ထွက်လာတာများလား။ကိုပန်းစိန်ကလည်းမေးလိုက်ပါရီမဖြစ်နိုင်ဘူး။တက်တော်ချင်းချင်းကိုက်ပြီးလို့ထွက်တဲ့သွေးကဒီလောက်များများနိုင်ဘူး။သွေးနံကအတော်များတယ်။ အိမ်ကောင်မမေညီမောင်ကဝင်ပြောပါလေကျွန်တော်မနဲ့ရွာလေးသွားတော့တရင်တစ်ခုကြားခဲ့တယ်ဗျဘာတရင်လဲရွာနောက်ဖိုးကြီးရဲ့နွားတကောင်ပိုးထီလို့သေသွားတာလေတနေ့ကဖြတ်ကြရေးတဲ့အိမ်ကထွက်တဲ့သွေးတွေအသားစားတွေကိုပလတ်စတစ်နဲ့ခံပြီးကိုတင်ဖေတို့တားဖားတွေယူသွားတယ်လို့ပြောတယ်ဗျသူတို့ကဘာလုပ်ဖို့ရလဲငားလိုက်ဖို့လို့ပြောပြီးတော့ယူသွားတာတဲ့ဒါမယူတော့တို့လုံစင်းရင်တတိထားမှာဖြစ်မယ်ဒီကောင်တွေမစားရတဲ့အမေသိင်းနဲ့ပတ်နိုင်တယ်ဒီကနေ့တော့တို့တို့မျိုးလောက်ကြရမယ်ဟိအဖကောင်းတယ်လို့သာလောက်ပါဗျာကျွန်တော်တို့ကတော့အဖပါရင်ဘာမှမကြောက်ဘူး အင်းဒီကနေမိချက်တဲ့ငလေးငခုချင်းရဟင်းနဲ့မနစာကိုဝိုင်းဖွဲ့စားတော့လိုက်ကြပါရယ်အင်းညာကလာပြီကျော်တရက်နေဖြစ်တာကြောင့်မလို့လာထွက်နေကြပါရယ်လာထွက်ရေးတက်စတော့ဘဝင်းကျင်တဝိုက်အမောင်ရိပ်များကလည်းတန်းနေပါရယ်ကျေအောင်များကြောင့်မလို့အနီးဘဝင်းကျင်မှာမုံမောဝဝမြင်နိုင်ပါရယ်မနေ့ကလေငခုငုံနေကြတဲ့ခင်မွန်တန်ချောင်းကပိတ်မှာတော့လင်းနေစင်စိုက်ကတ်ထားပါရယ်ငခုငုံနေကြဟန်ရှိပါရယ်ငမဲဝဲဘမှာတော့ထူးထူးခြားခြားငါးမြူတံများပေါ်ထွက်နေပါရယ်အေးလင်းနေစင်ရှိရော အထက်ကျောင်းကမှဇက်မှာတော့တခြားလေးတစ်စင်းကလေးရှိနေပါ रे လေကိုတယောက်ကလေးလော်ဂျန်နေတယောက်ကတော့တန်မုံးလေးမှာသွေးညီရေမျိုးကို ရေမျိုးမို့ကိုဖျန်းချနေပါ रे အဲ့ဒီသွေးညီမျိုးကလေးရေစည်းနဲ့အတူတူငမန်းဝဲဘက်ကိုစီးစင်းသွားပါ रे အဲ့ဒီသွေးညီနတ်မျိုးကြောင့်ငမန်းဝဲမှာငမန်းမျိုးကလေးလှုပ်ရှားနေကြခြင်းဖြစ်ပါ रे မကြခင်မှာပဲအောက်ဘက်မှာငုံနေကြဟန်ရှိတဲ့လေများစီကကဲပါယူပါဆိုရဲစူးစူးဝဝအော်သံများကြားနေရပါ रे ဟင်ဟိုလူတွေကတော့ငမန်းနေတွေ့နေပြီကွာဟေ့ထိုးကလေကို ရေလည်းပဲနည်းနည်းထွက်လိုက်စမ်းရေကြီးအောက်ကောင်းတဲ့ဘက်ကမြင်များသွန်ချရမယ်ဒါမှငမန်းတွေအများကြီးတက်လာမှာစိတ်ကောင်းမရှိတဲ့လူတွေပေကုန်မအေးမှာဟာဟာဟာကိုတင်မင်းနဲ့ဒုံကားတို့ကလည်းတွက်ကိန်းမစိုးလာပါဘူးဒွင်းကြီးနာများเจ้าမလို့ဝဲဘမစံတက်လာတဲ့ငမန်းများကလည်းအောက်ဘမငားငုံနေသူများကိုကြိုက်တက်ခဲဟန်ရှိပြီးတော့အထက်ကိုစံတက်လာရောသွေးများချနေတဲ့သူတို့လေနဲ့နီးတရက်နီးလာပြီးမကြောင်ရင်သွေးနဲ့ရတာကြောင့်မလို့သူတို့လေကိုဝိုင်းမိသွားပါတယ်အဖေအဖေ ငမန်းတွေကျုပ်တို့လေးကိုဝိုင်းမိသွားပြီဗျဘယ်နဲ့လုံးမလဲဗျကန်းဆက်ကိုပြန်လှော်လေကွာမရတော့ဘူးဗျငမန်းများကလည်းလှုပ်တဲ့မြောက်ကိုပြေးကြရလော်တက်လှုပ်လော်တက်ကိုကိုက်လက်ကိုလှုပ်လက်ကိုကိုက်နဲ့နောက်ဆုံးမှာတော့သူ ਈ နဲ့ရနေတယ်သူတို့ရဲ့လေကိုတရကြံကိုက်လေရလေပေါ်ပြီးတော့ရေးရေးဝင်လာပါတယ်အဲ့ဒီခါကျမှကဲကြပါအောင်ပြုတ်ကဲကြပါအောင်ပြုတ်ဆိုပြီးတော့ဒါဘာနှစ်ယောက်ကလည်းတအားကျုံအော်ပါတော့တယ်လေပေါ်မှမလှုပ်ဝင်းတဲ့အထဲဝမ်းပိုက်ပေါက်ပြီးတော့ရေများကလည်းဝင်လာလေရမကြောင်ခင်မှာပဲလှေနစ်ပါတော့မယ် လေနေသွားရင်တော့သွေးစားနေတဲ့ငမန်းအုပ်ထဲမှာဘလို့မှအသက်ရှင်နိုင်စရာလမ်းမရှိတော့ပါဘူး။လေကလေးတပြေးပြေးနဲ့နှက်လာရာတချို့ငမန်းများကလေးတွေးညီညာကြောင့်မလို့လေပေါ်ကိုခုန်တက်ရံပြီးကြိုးစားလာကြပါရဲ့။အဲဒီချိန်မှာပဲကန်းစားမှလေနေစင်းအရှိန်နဲ့ခတ်ထွက်လာပြီးတော့မကြောင်ခင်မှာပဲထုံးကားလို့လေနေဘေးကိုရောက်လာခဲ့ပါရဲ့။ဟေးလူတွေအမြန်တက်ကြဒီတော့မှသားပါးနှစ်ယောက်ကလေးလေတစင်းပေါ်ကိုခုန်တက်လိုက်ပြီးတဲ့နောက်မှာတော့သူတို့လေကလေးကငမန်းအုပ်အတွင်းကိုနစ်မြုပ်သွားပါရဲ့။ လေနစင်းကလေးငမန်းများနဲ့လွတ်ရောက်ကိုထွက်လာခဲ့ကြပါရဲ့ဒီတော့မှတယောက်မျက်နှာတယောက်ကြည့်မိပါရဲ့ဟင်အဘမင်းကိုပန်းစိန်နီမောင်ခင်ဗျားတို့ဘာမှဖြစ်ကြဘူးလားဟင်ကိုတင်ဖေးကလေးအထိတ်တလန့်မေးလိုက်ပါရဲ့အဲ့ဒီကဘိုးမြင်ကလေးမင်းတို့ရဲ့အကြံကိုရိပ်မိလို့တယောက်မှရေးတဲ့မစင်းကြပါဘူးကွာရေးတဲ့စင်းမိရင်လည်းအခုလောက်ဆိုရင်အယိုးသားတော်မှရှာလို့မရပါဘူးကျွန်တော်တို့မှားပါရဲ့ခဖရဲ့ကျွန်တော်တို့ကိုခွင့်လွှတ်ပါကျွန်တော်တို့မှအဘလို့ကယ်ပြီးတဲ့အသက်ပဲရှိပါတော့တယ်ဒါတဲ့ဆစောကအော်တန်တွေကြားတာက မင်းတို့ဘာလုံးမလဲသိချင်လို့ဒီကသမင်អော်ပြီးတာပါကွာတင်ဖေးတင်ဖေးရေလုံကလှုပ်လာတာလဲကြာပြီရေထဲမှာသူ့ရင်ရောက်လို့ကတော့ငမန်းဆိုတဲ့သတ္တဝါမျိုးကဘဒုကူမှာအလွတ်မပေးဘူးဆိုတော့မင်းမသိတာအံ့ပါရဲ့ကွာကျွန်တော်ကျွန်တော်နေစမ်းပါအောင်ငါမေးပြရစီအောင်မင်းတို့အခုလို့လှုပ်တော့ဘာအကျိုးရှိလဲတို့ပြက်စီးသွားရောရောမင်းတို့မှာဘာတွေအကျိုးပိုရတယ်လဲတင်ဖေးကျွန်တော်တို့ကမားသွားပါလေဘာရဲ့ရေထဲကငါဆိုတော့တယောက်တည်းဖမ်းယူလို့ဂုံနာမျိုးမှမဟုတ်တာသူတို့ဘာပြက်စီးအောင်လို့ကြံတာထက်စာရင် ကိုဘာသာကိုကြွန့်ကျင်အောင်လို့လုံမငားရမှာပေါ့ကွာဟုတ်ပါတယ်အဖကြီးမဟုတ်တာလုံပြီလို့အခုကျွန်တော်တို့မှငမန်းအကိုက်ခံရုံမကောက်ဘူးလှုပ်ရှားစရာလှေတောင်မှမရှိတော့ပါဘူးဗျာကျွန်တော်တသက်တော့နောက်ကိုဒီလိုမလှုပ်တော့ပါဘူးလို့အဖကိုဂတိပေးပါလေဗျာအေးကွာအခုလိုနောင်နာရရင်ပြီးတာပဲမင်းတို့ညကဒုက္ခတွေ့ကြတော့ငမန်းဝဲကငမန်းတွေကြောင့်ထက်ယင်းနေ့ကမြစ်ကြီးရတရားကလည်းပြန်ပြီးတော့ဒုက္ခပြီးတာပဲကွာမြစ်ကြီးရတရားဆိုတော့က တခြားသူစီကိုမရောက်ခင်ကိုစီကိုပြန်ပြီးတော့ဒုက္ခပေးတတ်တယ်ဆိုတော့ကိုမှတ်ထားပြီးတော့ကဲလာထွက်လာပြီရေရလေးတက်လာပြီရွာပြန်ကြရအောင်ငါစကားပြောရင်းနဲ့ဒီလေးနဲ့ပဲလိုက်ခဲ့တော့မယ်နေမမင်းနေမေကိုတင်းခေါ်လာခဲ့ဟုတ်ကဲ့ပေါ့ရှိကလေပေါ်မှာတော့ဥပုံမြင်တဲ့ကိုပန်းစိန်ကိုတင်ဖေးလို့တာပါလိုက်သွားကြပြီးတော့နောက်လီမှာတော့နီမောင်ကလေးခက်ပြီးနေမေကထိုင်လိုက်လာပါရယ်လာမြင့်လာတာနဲ့မြင်းရဲ့စီအားကလေးကောင်းလာပါရယ်လေကလေးအေးအေးလေကလေးကလေးတဖြူဖြူနဲ့လောကရတာအားရှိလာပါရယ် နေမောင်ကတော့ယနေ့လေလော်ခက်ရတာပို့ပြီးတော့အားရှိတရားလို့ထင်မိပါ रे ဒီနေ့တော့ဟိုလူရုံးပါ रे ကြောင်းလို့ငါရင်စားတော့မှမရရင်လည်းပြန်ရ रे နေမေကလည်းမကြင်မနဲ့ပြောလိုက်ပါ रे ငါတို့သဘောကျ रे ဘာဖြစ်လို့လဲဟင်းစားမရလေရေချိုးပြန်ရတယ်လို့ပဲအောက်မိတယ်နေ့စကားရဲ့အထိပ္ပယ်ကဘာလဲဟာဟင်းစားမရပြီမဲ့လူရခဲ့တယ်လीဓမ္မလေးငါလီပေါ်ပါလीဒီတော့ပဲနေမေသဘောပေါက်ပြီးတော့လေကိုလူပြလိုက်ပါ रे အမတ်တမေမို့လို့နေမောင်ကလည်းရေထဲကိုကြာသွားပါ रे ဟေးနောက်ကလီဘာဖြစ်တာလဲ ခက်ခွင်းပြက်ပြီးတော့နေမောင်ရေထဲပြုတ်ကြတာအဖေကြီးနေမေကလည်းလန့်အော်ပြောလိုက်တော့ရေလီကလည်းဆက်ခတ်သွားပါတယ်နေမောင်ရေထဲကိုကြောက်နေတဲ့ဖြင့်နေမေကလည်းလေခတ်ပြီးတော့ပြန်လဲဆဲပါတယ်နေမောင်လေးဘကိုပြန်တက်တော့နေမေကလည်းအပေါ်ကဆွဲတင်ပါတယ်အဲ့ဒါပေါက်ကရပြောချင်အောင်မှတ်ပါလားမျက်စောင်းလေးခဲပြီးတော့ပြောလိုက်ပါတယ်မင်းဟာလုံးချပိုင်အရန်ကြီးပဲဟာဒီမှာတလန်းလုံးရေစိုကြီးနဲ့ခက်ခိုက်တော့အောင်လို့ချမ်းနေတော့မှာပဲလဲစရာမပါဘူးလားမပါဘူးဒါဆိုရင်ငါကောင်းပေါင်းပစုကိုယူလိုက်ရော့နေမေကလည်းကောင်းပေါင်းပစုကိုချုပ်ပေးလိုက်ပါတယ် မလဲတော့ဘူးဘာဖြစ်လို့လဲညီနောင်မငါ့ကိုမညာလို့လှုပ်သေးတာပဲအေးပတ်ရင်လည်းပတ်ပါစီတော့ညီမတော့ယောက်ျားတမ်းမဲ့စိတ်ကောက်မနေနဲ့ငါတမင်လောက်တော့မဟုတ်ဘူးလဲစီချင်းရင်ငါမေးတော့အရင်ဖြေမောက်ဘာမေးမှလဲစစောကငါပြောတာကိုနေစိတ်မဆိုးဘူးမဟုတ်လားနေမေကလည်းမျက်နှာလွဲသွားပြီးတော့စိတ်ဆိုးရင်တော့မှရေထဲကပြန်မစဲတင်ဘူးတိလားအဲ့လိုမျိုးအပြုံးနဲ့ပြောလိုက်ပါရင်ဒါဆိုရင်ရွာရောက်ရင်အဖားတို့ကိုဖွင့်ပြောလိုက်တော့မယ်နော်ဘာပြောမှလဲနင်းကိုလက်ထပ်ဖို့လीပြောရမလားပေါက်ကြရစကားတွေ ီတခါရေထဲကြရင်တော့ပြတ်မစဲတော့ဘူးနော်ဒါပဲဒီတခါကြရင်လည်းကြပါစီတော့ဟေ့နေမောင်ကလေးဝမ်းသာရွှေမြူးစွာနေလေကိုတအားကျုံးခက်ပါရီသူ့ကိုကြည့်ပြီးတော့လေဝမ်းထဲမှာနှိမ့်မိခပြမပြုံးမဲနဲ့မနီနိုင်အောင်လို့ရှိနေပါတော့တယ်ရေတော့အခြေစိတ်ကလေးအရာအလုံးတွေခုံအားဖြစ်စေခြင်းဆိုတော့ကနေမောင်လေဦးမှာဖြာထွက်လာတဲ့ရေပန်းရေဘွားများကိုကြည့်ယုံဖြင့်တည်နိုင်ပါတော့တယ်နင့်ကိုဒိုင်မူတန့်စုံနဲ့ထွန်ကားတို့ကလည်းကြိုက်နေကြတဲ့ပုံရတယ်သူတို့ကနင်သဘောမကျဘူးတာမကြပါဘူးသူတို့ကငါ့ထက်အများကြီးတာတာပဲ ဒိုင်မူတန်းစောဆိုရင်မြို့မှာအိမ်တွေပါရရှိရဲ့လို့ကြားတယ်အတော်ပတ်စံရှိကြတယ်နေတော်အပါလာနီမောင်ရဲ့မိန်းကလေးတယောက်ဆိုတော့အိမ်နောက်ဘက်ရွေးတဲ့နေရာမှာဘလို့ပစ္စည်းဥစ္စာတွေနဲ့မှတိုင်းတာပြီးတော့ရွေးတာမဟုတ်ဘူးနေတတ်မှုနဲ့ပဲရွေးတတ်ကြတာဟဲ့ပတ်စံရှိတိုင်းငားယူရမှာလားအဲ့လိုမျိုးပြန်ပြောပါရင်ဒါဖြင့်ငါ့တော်ဘာကြောင့်ရွေးရလဲရင်ရွာရောက်ရင်ငါပြောတဲ့အတိုင်းလူကြီးတွေကိုဖွင့်ပြောပြီးတော့ဒေါ်စမ်းမဟာနားချက်စရာတွေပြောမနေနဲ့နေလို့ချင်းတလူတာလှုပ်လို့ပြောထားပြီးသားနဲ့ အတော့ကိုအသားယူတယ်။အဲဒီလိုမျိုးမျက်ဆောင်ကလေးတစ်ချက်လဲထိုးပြီးတော့သူမရဲ့နှုတ်ခမ်းပေါ်မှာအပြုံးရိပ်ကလေးကလည်းဒဇွန်တစ်စောက်ကိုတွေးလိုက်ရသဖြင့်ညီမောင်ရဲ့ရင်ထဲမှာအတိုင်းမသိဝမ်းသာပျော်ရွှင်မှုများဖြစ်ကောခက်တက်ကိုခက်တက်ခက်ကောရှေးမှာဝေးသွားတဲ့လေနောက်ကို လိုက်သွားပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ကြရတဲ့ဇလန်ကတော့စာရေးသူသတိဆက်ကရေးသားထားတဲ့မြစ်တီယဝဲကရဲဆိုတဲ့ဇလန်လေးပဲဖြစ်ပါရယ်ခင်ဗျာ။ ဒီဇလန်ကိုစားကားနေအဆုံးထိလိုက်ပါနားစင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ဂျေစုတဲမာရီပရိသတ်များသားရချမ်းမြေတဲ့နေရံများစွာဘိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ